အဲ့စင်တူကလည်းတော်တော်ရှာရတာစမ်းတဆိုင်သွားပြီဆိုလို့ရှင်စင်တူကရဖို့တော်တော်ခက်တာသူတို့ကလည်းစင်တူပဲဝှစ်ချင်တာငငယ်လေးကလည်းအများနဲ့စင်တူစင်ပေးနေကြဆိုတော့လေအဲတယောက်ကထားဆိုတယောက်ကအဲ့လိုမျိုးအဲ့လိုမျိုးအလူတဲ့အစိတ်မျိုးလည်းမဖြစ်စေချင်ဘူးအဲ့ဒါတခုခုဝယ်တယ်ဆိုလို့ရှင်အများနဲ့ဖက်နှက်ဆိုလဲစင်တူအရန်အုံတော့ချောက်ရတာအဲ့လိုမျိုးစင်တူလေးတွေလုတ်ပေးတာပေါ့နော်ပြီးတော့မိတ်ကပ်တွေပါဆိုလို့ရှင်လည်းဒါဟောလိဝုဒ်နဲ့တူအောင်လို့ဒါလုတ်ပေးရတာသူတို့လေသူတို့ချစ်ဖို့လည်းကောင်းတယ်နော်သူကတခြား ်တရားမလို့ရှင်သူတရုတ်တရားလှုပ်ပေးမယ်တရုတ်တရားလှုပ်ပေးဆိုတာ ਨੇ သူတရုတ်တရားပုံစံသူမလှုပ်ပေးတရုတ်တရားဟာသူသူ့အဲ့သူ့အဲ့ဒီဟာသူတောင်းဆိုတာအော် အမကလေးတွေကြမ်းတဲ့ကလေးတွေကကြတော့ဘာလို့ပေးလို့ပေးဟိတာမင်းကအဲ့လိုမျိုးအကောင်လုံးကတော့အတူတူပါပဲကိုသားသမီးတွေအကောင်လုံးကလေအကောင်လုံးတယောက်တစ်မျိုးချစ်ရတာပဲအဲ့တော့ပို့ပြီးတော့လဲတဲ့ကလေးကြတော့လဲအဲ့လဲလို့ပေါ့အမလေးလဲလိုက်တာပေါ့အဲချစ်တယ်ပေါ့တုံးတဲ့ကလေးကြပြန်တော့လဲအမလေးငါသမီးလေးကယူသားလိုက်တာအဲတနာပြီးချစ်ရပြန်ရောအမအတ္တကိုသားသမီးမချစ်ဖို့မကောင်းဆိုတာမရှိဘူးယူဆိုးတဲ့ကလေးဆိုလဲအော်ငါသမီးလေးရာတူတူလောက်မလှချောင်းတနာပါတယ်ချစ်ဖို့ကောင်းလိုက်တာအဲချစ်နေရတမျိုးတယောက်တစ်မျိုးချစ်ရတာကိုမမချစ်နဲ့သူတို့ကချစ်ဖို့လူကမရှိဘူး ောက်မင်္ဂလာပါ။ဟောဒီဝန်နိုင်စွာဟောကလေးတွေကိုအကောင်လုံးကလည်းဒီမလုတ်ပေးလိုက်ရတယ်ကွယ်ဒါပေမဲ့ကိုယ်ကလေးတွေကိုဘုသူတာလည်းရစေချင်တယ်ပျော်လဲပျော်စေချင်တာလည်းလုတ်ပေးတာပါအဲပြီးတော့အကောင်လုံးကလည်းချားချောင်းနေမှာဆိုလည်းချားချောင်းဆိုတာအခုမှ international school တွေမှာလည်းလုတ်ပေးတယ်အဲကိုပိုင်ချောင်းနေမှာဆိုလည်းလုတ်ပေးတယ်ဆိုရဲခါကျတော့ကိုယ်ကလေးတွေကိုလည်းသူများကလေးတွေအခွင့်အရေးရတယ်လို့ပျော်ရွှင်မှုမျိုးတွေကိုပေးချင်တာနဲ့ အဲလုတ်ပေးဖြစ်တာပေါ့သူတို့အဲ့ဆင်တူကလည်းတော်တော်ရှာရတာဆိုင်းဆိုင်သွားပြီဆိုလို့ရှိရင်ဆင်တူကရဖို့တော်တော်ခက်တာသူတို့ကလည်းဆင်တူပဲဝတ်ချင်တာငငယ်လေးကလည်းအများနဲ့ဆင်တူဆင်ပေးနေကြဆိုတော့လေအတယောက်ကထားဆိုတယောက်ကအဲ့လိုမျိုးအဲ့လိုမျိုးလူတဲ့အစိတ်မျိုးကိုလည်းမဖြစ်စေချင်ဘူးအဲ့ဒါတခုခုဝယ်ရဆိုလို့ရှိရင်အများနဲ့ဖက်နှက်ဆိုလဲဆင်တူအရန်အုံတော့ချောက်ရတာအဲ့လိုမျိုးဆင်တူလေးလေးလုတ်ပေးတာပေါ့နော်ပြီးတော့မိတ်ကပ်တွေပါဆိုလို့ရှိရင်လည်းဒါဟောလိဝုဒ်နဲ့တူအောင်လို့သာလုတ်ပေးရတာသူတို့လေသူတို့ချစ်ဖို့လည်းကောင်းတော့နော် အဲ့တော့သဘောကြီးကြာနေတာဗောသူတို့တယောက်တယောက်ကြည့်ပြီးကြီးကြတာဗောအဲ့တော့မှတ်တောင်မှတ်မိဘူးသူတို့ရုပ်တွေကြည့်ပြီး ဆိုင်တွေမှာဆိုလို့ရှိရင်လည်းအခုမှဆိုင်ခွဲတွေဆိုလို့ရှိရင်လည်းလှုပ်ပါအမကလေးတွေကိုစင်တူပဲစင်ကျင်လို့ပါဆိုဆိုင်တွေကလည်းမနေရအောင်အဲသူတို့ရဲ့ဆိုင်ခွဲတွေကနေအကုန်ပစ္စည်းတွေစုပေးရတာပေါ့အမကလည်းစင်တူမရရင်မဝယ်ဘူးမဝယ်ဆိုတာအမစင်တူမရရင်ဆိုအခုမှအကြီးဗနဲ့ရောက်ရှိလေအကြီးက23ရောက်ရှိလားအပြင်သူတို့အခုဆို35ရောက်ဖြစ်သွားပြီ35ဆို35ရောက်ကိုစင်တူရမှာဝယ်ပေးတယ်အမို့လို့ရှိရင်တအားသူတို့လူမှာဆိုလို့လေစိတ်မကောင်းဖြစ်မှာဆိုတရက်ကပိုတယ်တရက်ကအာငါကြတော့မရဘူးအဲ့လိုမျိုးစိတ်တွေလည်းမဝင်စေချင်ဘူးအဲ့ဒါကြောင့်အများအားဖြင့်စင်တူလေးလေးလောက်ပေးပြတာယောက်ျားလေးတွေကပို့ပြီးတော့တွက်တယ်မိန်းကလေး တွေကရိုးတယ်မိန်းကလေးတွေကရိုးလဲရိုးတယ်တုံးလဲတုံးတယ်ဒါပေမဲ့ကောင်းပါတယ်အဲ့လိုမျိုးလေးဖြစ်တော့လဲလေအရင်တော့တော့လဲမကောင်းမိန်းကလေးတွေမိန်းကလေးတွေကငငယ်လေးကရိုးတာယောက်ျားလေးကျတော့ဟိုပိုင်းမလီဟိုစော်ကြည့်ပဲဖြစ်မလားမသိ International School မှာဆိုလို့ရှိရင်အမကလေးတွေဆိုတော့၃နှစ်ဆိုရင်ပို့ပေးတာဟောသူတို့ကျောင်းနေရလဲသူတို့ပြတဲ့အခါကျတော့သူကတခြားတရားမလို့ရှင်သူတရုတ်တရားလှုပ်ပေးမယ်တရုတ်တရားလည်းလှုပ်ပေးဆိုတာ ਨੇ သူတရုတ်တရားပုံစံသူမလှုပ်ပေးတရုတ်တရားတူသူသူ့အဲ့ဒီယာသူတောင်းဆိုတာ အမကလေးတွေကြံတဲ့ကလေးတွေကကြတော့ဘာလို့ပေးလို့ပေးဟိတာမင်းကအဲ့လိုမျိုးအကုံလုံးကတော့အတူတူပါပဲကိုသားသမီးတွေအကုံလုံးကလေအကုံလုံးတယောက်တစ်မျိုးချစ်ရတာပဲအဲ့တော့ပို့ပြီးတော့လဲတဲ့ကလေးကြတော့လဲအဲ့လဲလို့ပေါ့အမလေးလဲလိုက်တာပေါ့အဲချစ်တယ်ပေါ့တုံးတဲ့ကလေးကြပြန်တော့လဲအမလေးငါသမီးလေးရယူသားလိုက်တာအဲတနာပြီးချစ်ရပြန်ရောအမအတ္တာပေါ့နော်အကြောင်းအမကဆိုဝန်ထမ်းတွေကလည်းပြောရင်ဇမီအောင်လည်းပြောရင်အမအမြင်အတ္တကြီးကြပါဩဘာဖြစ်လဲကိုသားသမီးကိုသားသမီးမချစ်ဖို့မကောင်းဆိုတာမရှိဘူးရုပ်ဆိုးတဲ့ကလေးဆိုလဲဩငါသမီး နေရတယ်သူတို့လည်းမလှချအောင်တနာပါတယ်ချစ်ဖို့ကောင်းလိုက်တာအဲချစ်နေရတမျိုးတောင်မျိုးချစ်ရတာကိုမမချစ်ရင်သူတို့ကချစ်ဖို့လူကမရှိဘူးလေ ဂျိုးတဲ့ကလေးကြတော့လဲတွတ်တဲ့ကလေးနဲ့တွဲပြလိုက်တာပေါ့အရန်တွတ်တဲ့ကလေးကြပြန်တော့လဲဒီချက်မကမတွတ်အောင်လို့တော့နည်းနည်းထိန်းရတာပေါ့တွတ်တာကတော့ကိစ္စမရှိဘူးဟိုမစိုးအောင်လို့တော့ထိန်းရတာပေါ့အဲခရစ်စမတ်နေ့ကပတ်စံကုန်မှာပေါ့ကိုယ်ပါအတက်နိုင်မလဲကိုကမွေးထားပြီးပြီဆိုတော့ကိုကလေးတွေဆိုတော့လဲသူများကလေးတွေခရစ်စမတ်လောက်တယ်ဆိုလို့ရှိရင်လဲသူတို့လဲလောက်ချင်မှာပဲလေပျော်ချင်မှာပဲအဲ့တော့ခရစ်စမတ်ဒီဇိုင်းတိုင်းအဲတရင်ကျုပ်အကုန်လုံးပေးရတာပေါ့ဒီဇိုင်းလိုက်လောက်ပေးပါအဲ့မဟုတ်သူတို့အဓိကတော့ဘူးသူနာရအောင်မှာသူကြီးလာတဲ့ခါကျတော့အပြင်လုံး ောဂါကိုဟိုမှာတခြားကလေးနဲ့အကြောင်းနေပါတူတူထားတဲ့ခါကျတော့တွေ့တဲ့ခါစကားပြောတဲ့ခါသူတို့ဓာတ်ရီမသိဘူးဆိုတဲ့ဟာမျိုးမဖြစ်ရအောင်ဟဲ့ငါတို့အမေစီမှာနေပြီးငါတို့အမေစီမှာနေရတာဓာတ်မျိုးတွေမသိရအောင်ဆိုတဲ့ဟာမျိုးတွေမဖြစ်ရအောင်မိဘပေါ်မှာလည်းအပြစ်မတင်ရလေအောင်သူတို့အကုန်လုံးတတ်နိုင်သလောက် ြည့်စုံအောင်လုပ်ပေးတာပေါ့နော်အဲသူတို့ကအမေကအရန်ချစ်ဖို့ကောင်းတယ်ပေါ့အဲလာလို့ရှိရင်အမေဆိုလို့ရှိရင်သူတို့ဘဝမှာအမေရှိရင်အကုန်ပြည့်စုံတယ်အမေလာပြီဆိုရင်သူတို့ကဟိုဘယ်လိုပြောရမလဲခါကျထိုင်နေနေမေးချလိုက်တာအဲ့လိုမျိုးနာဖတ်တာဆိုတော့အဲ့ဒါအရန်ချစ်ပီတိဖြစ်ဖို့ကောင်းတယ်အဲအဲ့လိုမျိုးအဲ့ဒါပဲသူတို့ကဆီယမ်မတွေသူတို့ဘယ်လိုပဲအပြစ်မှာစိတ်မပြေဆီယမ်မတွေနဲ့ပဲဘယ်လိုအဆင်ပြေအမေလာရင်သူတို့အကုန်ပြည့်စုံတယ်ဆိုတဲ့ခံစားမှုမျိုး ရတယ်အဲ့ဒီအတွက်ကြောင့်လည်းအဲ့လိုမျိုးတွေလုပ်ပေးရတာပေါ့ခရစ်စမတ်ဆိုခရစ်စမတ်ရသည်နီးရပြီဆိုလုပ်ပေးရအောင်မယ်ကလေးတွေချစ်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။အရွယ်ရောက်လာပြီဆိုတဲ့အခါကျတော့ကိုယ့်ရဲ့မြေတားတစ်ခုလည်းမဟုတ်ဘဲနဲ့အားလုံးကချစ်ပေးကြရဲဆိုတော့လည်းသူတို့တည်သွားတဲ့အခါကျတော့သူတို့ပို့ပြီးတော့ဝမ်းသာရတာပေါ့နော်။အာကိုကလည်းအမကလည်းဒီလိုမျိုးတွေပြည့်စုံအောင်လုပ်ပေးရဆိုတာလည်းဘယ်လိုလဲဆိုတော့သူတို့ကိုအရန်ဟိုချမ်းသာလို့တော့မဟုတ်ဘူးပဲ။ဒါပေမဲ့မိဘတယောက်အနေနဲ့တာဝန်ချေခြင်းနဲ့သူတို့ပြည့်စုံအောင်လုပ်ပေးချင်တာဖြစ်တဲ့အတွက်လုပ်ပေးတာပေါ့နော်။